ရစ်သက်တွေအင်မတန်မှကြိုက်လွန်းလို့ကြည်နေကြတဲ့မြူနင်းတို့ထောင်ရဝေဇလန်တွေအပိုင်း29ကတော့ထွက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါရယ်ပရိသတ်ကြီးတို့ရေးအပိုင်း29ကိုရောက်မှာတော့နင်းနေတဲ့စောင်းနှင်းဖြူတို့ကတော့မျက်နှာချင်းဆိုင်တွေ့ကြရတော့မှာပဲ ဖြစ်ပါရယ်ဒီချိန်မှာတော့နင်းနေကသူ့ရင်ထဲမှာစောင်းနှင်းဖြူကိုဘလောက်တည်းတည်းချစ်နေလဲဆိုတာပြောပြတော့မှာပဲဖြစ်ပါရယ်အပိုင်း28တုန်းက နေနေကအိမ်ရှိမှအော်ဟစ်ပြီးတော့သူ့ဘဝအဖြစ်ဆိုးနေမှုတွေကို တွေးရင်အော်ဟစ်ငိုကြွေးနေတာကိုစောင်းနှင်းဖြူကသူ့ရဲ့အခန်းကနေခိုးချိခဲ့တာဖြစ်ပြီးတော့နေနေကို သူကတတ်ချင်လို့တီးစေချင်လို့တောင်အောက်ကိုပြုတ်ကြအောင်သွန်းချခဲ့တာကို အခုကျတော့နေနေကိုကြည့်ပြီးဘာကြောင့်တနာနေတာလဲငါသူ့ကိုတီးစေချင်နေခဲ့တာမဟုတ်လားဘာလို့အခုမှငါကသူ့ကိုတနာနေရတာလဲ ငါသူ့ကိုတွန်းချခဲ့တာသူ့အမေကိုမပြောခဲ့ဘူးလားသူ့အမေကိုပြောခရင်သူ့အမေကငါ့ကိုအခုဆိုရင်အလွတ်ထားမှာမဟုတ်ဘူးဆိုပြီးတော့နနေ့အပေါ်မှာထားတဲ့တနာတဲ့စိတ်တွေရေနနေက သူလုတ်ခဲ့တာတွေကိုမပြောတဲ့ဟာတွေကိုစဉ်းစားပြီးတော့သူ့ရဲ့ရင်ထဲမှာဘာတွေဖြစ်နေတာလဲဆိုပြီးတော့ဆောင်းနေဖြူကတွေးတောနေခဲ့ပြီပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းနင်းနေဟာဆိုရင်တော့ဖြစ်အောက်ပိုင်းတည်တဲ့ကိစ္စကို စေကူဖို့အတွက်နိုင်ငံခြားကိုထွက်ခွာဖို့အတွက်သူ့ရဲ့အဖေနဲ့သူ့ရဲ့ဦးလက်ကဆောင်ရွက်ခဲ့ပြီးပဲဖြစ်ပါရယ်။ဒီချူခမရမှာတော့ဆောင်းနှင်းဖြူလေးကို1500ချစ်နဲ့ချစ်ပေမဲ့ဆောင်းနှင်းဖြူလေးကအသက်ကငယ်သေးတာဖြစ်တဲ့အတွက်ဘလို့မှသူ့ရဲ့ရင်ထဲကစကားတွေကိုဖွင့်မထုတ်ရဲခဲ့ပါဘူး။ဒါကြောင့်မလို့ဆောင်းနှင်းဖြူလေးကိုဖွင့်ပြောဖို့အတွက်သူ့အနေနဲ့ခုချိန်မှာကြံ့ရင်နေခဲ့ပြီးပဲဖြစ်ပါရယ်။အဲ့လိုနဲ့အပိုင်း29ရောက်မှာတော့ဆောင်းနှင်းဖြူလေးနဲ့နင်းနေက တွေ့ကြတော့မှဖြစ်ပြီးနင်းနေကနင်းကသာငါ့ကိုတတ်ချင်လောက်အောင်မုန်းနေတာငါအနည်းကိုစောင်းရမ်းချစ်တာဆိုပြီးရင်းနှီးဖွေရစကလုံးတွေကိုစောင်းနှင်းဖြူစီကိုနင်းနေကရင်းဖွင့်ခဲ့ပြီးလည်းဖြစ်ပါရဲ့နော်ပြည့်တတိကြီးရှုပေးကြပါမောင်ဗျာ